မင်္ဂလာပါရှင်။နူးညံ့ပြက်တာမေတ္တာထအစီအစဉ်လေးမှာနှုတ်ခွန်းဆက်သားလိုက်ပါတယ်။ဒီအစီအစဉ်လေးကိုဆ iam မလှိုင်းမှတင်ဆက်ပေးထားတာဖြစ်ပါတယ်။မင်္ဂလာပါ။မြို့ပတ်ဝန်းကျင်မှာသောဆုဆက်ဆံရေးကဏ္ဍဟာရင်ကျေးတင်မွေပြီးတော့တစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်လေးစားယုံကြည်မှုကိုဖြစ်စေတဲ့ကဏ္ဍတရားဖြစ်ပါတယ်။လူအများစုဟာသောဆုဆက်ဆံရေးပုံစံကိုနားမလည်နိုင်တဲ့အတွက်ကြောင့် တစ်ဖက်သားပြောနေတဲ့အခါမှာအတိအချာနားမထောင်တာတွေရစိတ်မပါတဲ့ပုံစံမျိုးတွေရှိတတ်တယ်တွေ့ရပါတယ်။တစ်ဖက်လူက ပြောနေတဲ့အချိန်မှာကိုကတေချာနားထောင်ပြီးဖို့နောက်တစ်ခါကိုကသူ့ကိုတေချာပေါ့နော်ပြောတဲ့လူရောနားထောင်တဲ့လူရောဒီမျက်လုံးချင်းစုံပြီးတော့ view စိုက်တယ်ဆိုလို့ရှိရင်သူတို့ရဲ့ပြောဆိုဆက်ဆံရေးကအရင်ပဲကောင်းမွန်မှာဖြစ်ပါတယ်။ နောက်တစ်ချက်သတိထားရမှာကတော့ကျမတို့ရဲ့ပြောဆိုနေတဲ့အတန်အနိုင်အမြင့်ပေါ်အတန်တုံးကတဖက်လူစိတ်ဝင်စားအောင် ပြောတတ်ဖို့လည်းလိုအပ်ပါတယ်။ကျမရဲ့ပတ်ဝန်းကျင်မှာမိဘတွေက သားသမီးတွေကိုပြောဆိုဆုံးမတွင်တင်တဲ့အခါမှာသားသမီးတွေကတည်တည်ချာချာနားမထောင်တာတွေပြီးတော့စကားပြောနေတဲ့သူကိုတည်တည်ချာချာ နားထောင်မှုမပြေပဲနဲ့ကိုလှုပ်ချင်တဲ့ကိုရဲ့အာယုံကတခြားကိုရောက်နေတာဒီတွေ့ရတဲ့အခါမိဘဆရာတွေကတော်တော်ပဲဒေါသဖြစ်တယ်။ကိုပြောလိုက်တဲ့စကားကိုအလေးမထားရဘူးလား။တိတိချာချာနားထောင်လို့ပြောရတဲ့နဲ့နားမထောင်ဘူးဆိုတဲ့သူတွေရဲ့ဆက်ဆံရေးကမချုံမှုတော့ပါဘူး။ဒါကြောင့် ဒီတစ်ဖက်နဲ့တစ်ဖက်စကားပြောတဲ့အခါမှာနားထောင်တဲ့သူကလည်းတိချအာယုံစိုက်ပြီးဖို့ပြောတဲ့သူကလည်းကိုယ့်ရဲ့ပြောတဲ့အရာကို နားလည်အောင်တိချပြောပြတတ်ဖို့လိုအပ်ပါတယ်။ဇနီးမောင်နှံနှုတ်ဖြစ်ပါစေမိဘနဲ့သားသမီးဖြစ်ပါစေကျမတို့ပြောဆိုဆက်ဆံရေးကိုစီမံခန့်ခွဲရတဲ့ဟာအလွန်ပဲခက်ခဲပါတယ်။ဥပမာတင်မောတစ်စင်းကိုမောင်းနှင်ပြီးတော့ခရီးတစ်ခုကိုရောက်လို့တယ် ဒီကုဖက်ကဆက်ဆံရေးဘလောက်ပဲကောင်းမှုပေမဲ့လေတစ်ဖက်လူကနားလည်းမပေးနိုင်ဘူးဆိုလို့ရှိရင်ကျမတို့အဲကိုရဲ့ဥတီယာကို အတူတူရောက်သွားနိုင်မှာမဟုတ်ပါဘူးကိုရဲ့ဥတီယာရည်ရွယ်ချက်ဖက်ကို အတူတူရောက်ဖို့အတွက်ပြောဆိုဆက်ဆံကြတဲ့အခါမှာအပြန်အလှန်အပေးအယူရှိမှသာလျှင်တရားကိုတရားလေးစားမှုရှိမှသာလျှင်အလားလာကောင်းတဲ့ ဆက်ဆံရင်းမျိုးဖြစ်ပြီးတော့ဥတ္တရာကိုအတူတူရောက်သွားနိုင်မှာဖြစ်ပါတယ်။အဲလူဆိုတာတစ်ခါတခါကိုပြောလိုတာကိုပြောချင်တာကိုပြောပေမဲ့လည်းတစ်ဖက်လူကအဲ့ဒီအရာကိုနားမလည်ဘူး၊ဂရုမစိုက်ဘူး၊နားမထောင်ဘူးဆိုလို့ရှိရင်လေကျမတို့ကပြောဆိုတဲ့အရာဟာအလဟတဖြစ်သွားပါတယ်။ဒါကြောင့်ကိုယ့်ရဲ့ပြောဆိုတဲ့အရာကိုကိုယ့်ရဲ့စိတ်ထဲမှာ ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။ပြီးတော့ လက်ရှိအခြေအနေဒီသူနားထောင်နိုင်တဲ့အချိန်အတော်အတွင်းမှာပြန်အလှစကားပြောချင်းလိုအပ်ပါတယ်။ရသောအဖြစ်ကလေးတွေကကျမတို့စကားအများကြီးပြောတာကိုသူတို့ကမကြိုက်ပါဘူး။တချို့ကလေးတွေကလည်းအများကြီးပြောတယ်သူတို့ကိုအမျိုးမျိုးညွှန်ကြားတယ်ဆိုရင်များလို့ရင်သူတို့မမှတ်နိုင်ပါဘူး။နောက်ပိုင်းမှာသူတို့ကရတယ်လို့ပဲဖြစ်တယ်လို့ပဲသူတို့လုတ်တက်ကြတာတွေ့ရပါတယ်။ဒါကြောင့် ကလေးတွေကိုနားထောင်နိုင်စွမ်းအားရှိအောင်ကျမတို့ကရှင်းလင်းတိကျပြတ်သားတဲ့ပြောဆိုမှုကို ပြောဆိုပြရမှာဖြစ်ပါတယ်။အာဒီကနေ့ကလေးတွေဟာသူတို့အာရုံစုဆိုင်မှုဟာအရင်ပဲတူလွန်ပါတယ်။သူတို့တီဗီကြည့်နေတဲ့အချိန်ဖြစ်စီအဲတခုခုလုပ်နေတဲ့အချိန်ဖြစ်စီကျမတို့ကအဲ့ဒီအချိန်မှာတွားပြီးပြောလိုက်မယ်သူတို့ကိုသူတို့ဟာအဲ့ဒီကျမတို့ပြောတဲ့စကားကိုသူတို့အာရုံထဲမှာမရောက်ပါဘူး။ဒါကြောင့် သူတို့အနားမှာရှိတဲ့ဟိုဖုန်းတွေကစားနေတာဖြစ်ဖြစ်စားတွေလုံနေတယ်ဆိုခဏရက်လိုက်မယ်ရက်ပြီးတော့မှအသေးချလေးကျမတို့ကအထက်ကဒီ focus လုပ်ရမယ့်အရာက ကိုနဲ့သူနဲ့ပြောမယ့်အရာလက်ရှိအရာကိုဟိုကျမတို့ပြောရမယ်အဲ့ခါမှာကလေးကလည်းအဲ့တေချာ နားထောင်ပြီးတော့ပြန်မေးစရာရှိတာမေးမယ်။ Alice ကိုပြောဆိုမှုကိုလည်း तू ကနားလည်သွားတယ်။ तू ကလည်းကိုရဲ့ပြောဆိုမှုအပေါ်မှာလက်ခံပြီးတော့အဲဒီအရာတခုဟာအဲကောင်းမွန်တဲ့ဆက်ဆံရေးကိုဖြစ်စေတာဖြစ်ပါတယ်။ကျမတို့ကဒီမြစ်တာပေါ်နဲ့သူတို့ကိုကျင်နာတဲ့စိတ်နဲ့တကယ်နားလဲစီချင်းတဲ့လိမ္မာစီချင်းတဲ့စိတ်နဲ့ကျမတို့ပြောဖို့လိုအပ်ပါတယ်။ခါတရံလူကြီးမိဘတွေကကလေးတွေကသူ့အာယုံနဲ့သူ ပြန်လဲမပြောနားလဲမထောင်ဆိုတဲ့အခါမှာတော်တော်ကိုဒေါသဖြစ်တယ်။ဒီဘက်နဲ့တစ်ခါတလေကြာရင်ကလေးတွေကိုအိမ်မှာရှိတဲ့အခါမှာပြောပြပေးတယ်။မင်းလို့ရှိရင်ဖြေပါ၊ခေါ်လို့ရှိရင်ထူပါ။ဒါရင်ကျေးမှုဖြစ်တယ်။တစ်ခါကြည့်သူတို့ကခေါ်ရင်လဲထူချင်မှထူတယ်မထူဘူး။အဲတစ်ခါလေးအမေးရင်လဲသူတို့ပြန်ဖြေမှဖြေတယ်မဖြစ်တတ်တယ်လဲဖြစ်ချင်ဖြစ်မယ်။ ဒါကြောင့်ကျမတို့ကဒေါသကိုမထွက်ပဲနဲ့သူတို့ကိုနားလည်ပေးပြီးတော့ကိုပြောလိုတဲ့အရာကိုပြောရမှာဖြစ်ပါတယ်။အဲဒါကြောင့်အထက်ကပြောချင်တာကမိသားစုမှာပဲဖြစ်ဖြစ်ကျမတို့ဝန်ကျင်မှာ ပေါင်းသစ်ဆက်ဆံပြောဆိုရတဲ့အခါမှာတကယ်ပဲကိုပြောတဲ့သူရော နားထောင်တဲ့သူရောနှစ်ဦးနှစ်ဖက်က ကောင်းကောင်းမွန်မွန်နဲ့အဆင်ပြေပြေဆက်ဆံရေးကိုတည်ဆောက်ဖို့လိုအပ်ပါတယ်။နောက်တစ်ခုက ညီကမနမတွေအချင်းချင်းမှဖြစ်ဖြစ်တကယ်ချင်းတွေကြားမှဖြစ်ဖြစ်ကျမတို့ကပြောဆိုဆက်ဆံတဲ့အခါမှာအဒီတယောက်ကိုတယောက်နားလည်ပေးဖို့အထုလိုအပ်တယ်တခါတရံအဲဒီလိုသူတို့ရံဖြစ်ကြတယ်တခါတရံသူတို့တယောက်နဲ့တယောက်မကြည်မနှက်နဲ့ဒီမခေါ်မပြောနိုင်တဲ့အရာတွေဘာကြောင့်ရှိရတယ်လဲဆိုတော့ အကြောင်းရင်းကို ကျမတို့သိရှိဖို့လိုအပ်ပါတယ်။အဲဒီဂျားထဲမှာသူတို့ရဲ့ဖြစ်နေတဲ့ပฏิပက္ခပြဿနာလေးတွေကိုဖြေရှင်းတတ်ဖို့လဲကျမတို့ဂျားမှာမိဘစရာတွေကအရေးကြီးပါတယ်။ကျမတို့ကတင်းငယ်တယ်လို့အထင်တဲ့အရာဖြစ်ပေမဲ့လည်းတခါတည်းကဒီပฏิပက္ခလေးတိတိလေးဟာသူတို့ဆက်ဆံရင်မကောင်းကြားလာတဲ့အခါမှာကြီးမာတဲ့ပြဿနာတွေဖြစ်သွားနိုင်ပါတယ်။ဒီလိုပါပဲဇနီးမောင်နှံဂျားမှာပဲဖြစ်ဖြစ်အဖိုးတွေအဖွားတွေနဲ့ မြေးတွေချာမှာပဲဖြစ်ဖြစ်ဒီပြောဆိုဆက်ဆံကြတဲ့အခါမှာတကယ်ပဲကောင်းမွန်တဲ့ဆက်ဆံရေးရှိဖို့အရင်ပဲအရေးကြီးတယ်အဲ့တခါတရားကြရင်ဟာမြေတွေကပြောလို့မရပါဘူးမြေတွေကလည်းဟာအဖိုးကြီးရဲ့ဖွားကြီးတွေအစကားတော်တော်များတယ်အဲ့လိုပုံစံမျိုးတွေရှိတတ်ကြပါတယ်အဲ့ဒါကြောင့်နောက်ဆုံးအနေနဲ့ပြောချင်တာကကျမတို့ဒီအဖွဲနဲ့တဖွဲပြောဆိုဆက်ဆံကြတဲ့အခါမှာအဓိကကတော့ကျမတို့ ကျွန်တော်လေးစားမှုနဲ့ပြောဆိုဆက်ဆံရမှာဖြစ်ပါတယ်။တခါတလေကျွန်တော်တို့ဒီစီဝေးတွေလုတ်တဲ့အခါဖြစ်ဖြစ်အဲတစ်ဖက်လူကပြောတဲ့အရာကိုဒီဖက်ကလူကဒီမကြည်မနှက်ဖြစ်နေရတယ်မဆုံးသေးဘူးသူကပြန်ပြောချင်တယ်ဒါပေမဲ့အဲ့လိုမဟုတ်ပါဘူးသူလည်းသူ့အတွေ့အခေါ်နဲ့သူပြောတယ်အဲဒီဘက်ကလည်းသူဖြစ်စီချင်တဲ့အကြောင်းအရာကိုတည်တည်ချာချာပြောပြမယ် တခါတခါပြောဆိုဆက်ဆံကြရင်းနဲ့ဒေါသတွေပောက်ခွဲပြီးတော့တစ်ဖွဲနဲ့တစ်ဖွဲအဲအဲ့လိုဆက်ဆံရေးမပြေလည်ကြတဲ့အခါမှာအဲပြဿနာလေးတွေရံပွဲလေးတွေစကားများရတာတွေဖြစ်တတ်ကြပါတယ်။ဒါကြောင့်မိသားစုမှာဖြစ်ဖြစ်ကိုယ့်ရဲ့တကူရဲ့တူဒီအဲ personality က ။ဘာလဲဆိုလို့ရှိရင်ကိုကလူနာသူများပြောတာကိုအတိအချနားထောင်တတ်တဲ့ listening skill နားထောင်နိုင်တဲ့စွမ်းရည်လိုအပ်ပါတယ်။ပြီးတော့သူဘာကိုပြောတယ်လဲဆိုတာကိုတိတိချာချာယူဆရမှာဖြစ်ပါတယ်။ဒါကြောင့်မိသားစုမှာဆိုလို့ရှိရင်ဒီ focus on quality time လို့ခေါ်တဲ့ဒီအရာလေးကိုမိသားစုအတူတကွအပြန်လဲတွေးဆိုပြီးတော့တယောက်နဲ့တယောက်မိကအကြီးကဘလို့ဖြစ်တယ်အငယ်ကဘလို့အမေကဘလို့အဖေက ဒါလေးကိုပြန်ပြီးတော့တရားမဲ့တရားကောင်းမှုနဲ့ဖယ်ကိုပြောဆိုရမှဖြစ်ပါတယ်။ဒီကောင်းချုပ်အနေနဲ့ကတော့ဒီဆက်ဆံရေးဟာပြီးကိုသဘောတဘာဝရာနှုညံ့တိမ်မွေးတဲ့အရာဖြစ်တယ်။အဲလူသားအချင်းချင်းပေါင်းတင်ဆက်ဆံကြတဲ့အခါမှာအားလုံးကနှုတ်နှစ်ဖက်မျက်မျက်တတရှိဖို့လိုပါတယ်။တချို့ကတော့ကိုပဲအမြဲတမ်းကိုဖက်ကပဲအတားစီးရခြင်းတယ်ဆိုတဲ့ပုံစံလည်းမဟုတ်ပါဘူး။ အဲ့လိုမျိုးဒါဒီဦးနဲ့ဒီဦးဆက်ဆိုင်မပြေလာကြတဲ့အခါမှာဒီကျမတို့ရေရှည်တည်တက်အဲပြီးတော့ပေါင်းတင်ဆက်ဆံဖို့မလွယ်ဘူးဖြစ်ကြပါတယ်။ကောင်းမွန်တဲ့ဆက်ဆံရေးကိုတည်ချာစီမံခန့်ခွဲမှုရှိနေလို့ရှိရင်ကျမတို့စိတ်ညစ်ရတယ်မပျော်ရွှင်ရဘူးဘဝမှာဆိုလို့ရှိရင်မကောင်းမှုတွေနဲ့ပဲမကောင်းတဲ့အရာတွေနဲ့ပဲအဆုံးသတ်ရတယ်။အဲဥပမာဇနီးမောင်နှံတွေဆိုရင် အဲပေါင်းတင်ဆက်ဆန်ရတဲ့ကအစီမပြေကြတာအနာတရားနဲ့တရားကွဲကြတာတွေဖြစ်ရတယ်။ဒါကြောင့်ဒီကနေ့အဲဒီလိုမဖြစ်အောင် ကျမတို့ရဲ့ဒီအသက်ရှင်နေတဲ့အချိန်မှာကျမတို့ပြောဆိုဆက်ဆံရတဲ့အခါမှာတကယ်ပဲတရားနဲ့တရားလေးလေးဆာဆာနဲ့နှိချတဲ့စိတ်နဲ့ရိုးသားတဲ့စိတ်နဲ့ပေါင်းတင်ဆက်ဆံပြီးတော့ အသက်ရှင်နေတိုင်းတွားကြပါစို့လို့အနည်းငယ်ဝေမျှ ပေးလိုက်ရပါတယ်။ကျမ်းနာရသူအားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေ။စကားလေးတစ်ခွန်ကြောင့်ဉာဏ်တွေပွားကစွတ်တွေဖြစ်နိုင်တယ်စကားလေးတစ်ခွန်ကြောင့်ပဲဒီစကားလေးတစ်ခွန်ကြောင့်ပဲ လေးတစ်ခုငါပဲဒီစကားလေးတစ်ခုငါပဲပြန်လေကတိစားတဲ့တဲ့ ဝရဖို့မှာထုတ်ဝေထားသောခွန်အားပေးဆောင်ငယ်လေးများကို အခမဲ့မာယူဖတ်ရှုနိုင်ပါတယ်။မာယူလိုပါက399698918တို့ဆက်သွယ်မာယူနိုင်ပါတယ်။ရောက်စီတိုင်းပေါ်ဖျားသခင်ကောင်းချီးပေးပါစေ။